။တကြီးပါစီအိမ်ရောက်သည်နှင့်တကြီးနှင့်အတူစူဝေးထိုင်နေသောလူသုံးဦးကိုကျွန်ုပ်မြင်တွေ့လိုက်ရသည်။လာပြိုးဦးတို့ပြီကျုံတောင်လာမှုကိုအခေါ်လွတ်တော်မလို့ကျွန်ုပ်သည် ထိုင်နေသောလူသုံးယောက်ကိုအကဲခတ်လိုက်သည်။ထိုအထက်မှထွားချိုင်းတံမာ၍လူတိုင်းထက်ခေါင်းတလုံးပို၍မြင့်နေသောလူကြီးကိုကျွန်ုပ်စတင်နှုတ်ဆက်လိုက်သည်။မုံတိုင်းမင်းတင်ဆိုတာထင်ပါရဲ့ကျွန်ုပ်ကတော့ကျုံတိုင်းရွာနမ်းမြီကျော်မုတ်ဆိုးကြီးမြိုင်ရာစာတို့ပြီပါထော်လူသားကြီးကကျွန်ုပ်အားတေယောပြုံးပြုံးက ျုပ်နံမြီတန်ခဲတဲ့ကျုပ်စီဟာမုံတိုင်းမင်းတင်ဆိုတာဟောဟိုလူပဲထိုလူကမုံစိမ်မွေးနှုတ်ခမ်းမွေးများကျို့တို့ကျဲတဲ့နှင်းညင်သူသူမျက်နှာရှိကပုံမှာအေဒီအေဆက်နိုင်လာသည်ကြည်ရတာမုံတိုင်းနဲ့မတူပါလားလေပြေလေညင်းမင်းတင်လို့ခေါ်ရတော့မယ်ထင်ပါရဲ့ကျွန်တော်စကားကိုသူကအမှုမထားတောက်လက်စာ secret ကိုစစ်လိခွက်တွင် မချွေပဲသူ့လက်ဖွားတွင်ထိုးချလိုက်သည်ဤအချက်ကိုမြင်ယုံဖြင့်ထိုလူကကြောက်ဆိုင်ကြောက်ခဲသူ မာကျော်သောနှလုံးသားရှိသူဖြစ်ကြောင်းကောင်းကောင်းသဘောပေါက်သွားလေသည်မလွယ်ပါလားဟောရာကတော့ကျုပ်တို့ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ကိုကျော်မင်းမှာပဲကိုကျော်မင်းဆိုသူကခေါင်းငိတ်ယုံသားညိတ်ပြဤသူဘေးစပွဲတွင်တင်းထားသောဓတမ900အမဲပြစ်တနတ်ကြီးနှင့် တက္ကသိုလ်ကျောင်းသားဘုံပေါက်နေသောကိုကျော်မင်းမှာလုံးဝပင်မလိုက်ဖက်သလိုဖြစ်နေလေသည်အဆမ်းပါလားသူတို့ဒီကိုရောက်လာတဲ့ကိစ္စကကျက်တဲ့ဖမ်းဖို့ပဲဥတို့ပြီးလိုက်နိုင်တဲ့လူရှိရင် ဈေးကောင်းကောင်းပေးမယ်တဲ့။ဤစကားမှာကျွန်ုပ်ဖို့ရေငတ်သူရေရင်းနဲ့ကြတဲ့ကဲ့သို့ဖြစ်လေသည်။အမဲကောင်ရှားသဖြင့်ဝင်ငွေနှဲပါကနေစဉ်နှင့်အမျှမတ်သိမြင်ညူစုချင်းကိုခံရခိုင်ငွေဝင်ပေါက်တစ်ခုပေါ်လာ၍ဝမ်းသာမိတော့၏။မြင်ဝမ်းသာပါစီတော့။တခုတော့ရှိတယ်ကိုမင်းတဲ့ဒီနာတဝိုက်ကတော်ပြုံနေတယ်လို့ဖြစ်နေပြီ။သားကောင်ကြီးတွေကို ပြစ်ခတ်ခြင်းနဲ့ဆိုရင်တော့တော်တော်ဝေးဝေးကိုညာဤခီးသွားရလိမ့်မယ်။အိုးကြက်တစ်တာပြည့်ရမယ်ဆိုရင် မိုးကုတ်ဇက်ဝိုင်းထီသွားရသွားရကျုပ်သွားမယ်